သွေးပြစ်တာဟုတ်တယ်ကျွန်တော်လည်းဖြစ်ဖူးတယ်ကျွန်တော်လွန်ခဲ့တဲ့ဟိုပေါ့ဆယ်နှစ်လောက်ကပေါ့နော်30ကျော်လောက်မှာစပြီးတော့သွေးပြစ်တာပေါ့နော်အဲ့တော့အဲ့လိုချိန်မေသွေးတိုးဆိုတော့သွေးလည်းမတိုးပဲနဲ့မူးနောက်နောက်ဖြစ်တာဟုတ်တယ်အဲ့ဒါဘာမှမလုပ်နဲ့သွေးသာထူလိုက်ဘီဘိုးစီဘိုး HMI ကလာသားမရှိရင်သွေးသာထူလိုက်ကျွန်တော် AB သွေးလည်းဖြစ်တော့ကျွန်တော်သွေးတောက်လျှောက်လူတယ်အဲ့ကျွန်တော်ဂျီစင်ခဲ့မှာဆိုပြီးသွေးအရင်ပြစ်တယ်ပေါ့နော်ပုံမှန် hemoglobin က16တိပဲရှိတယ်ကျွန်တော်ဆို16 19တွေဖြစ်ရောဒီလိုမကောင်းသူ20လောက်ဖြစ်ရင်အမရောက်လေထောက်အောင်ပါလေသူက hemoglobin 1 gram ဆိုရင် သူကတစ်လုံးပဲလေတစ်လုံးတစ်လုံးထုတ်လိုက်မှ1 gram လောက်ယောတာသွေးပြည့်တယ်ဆိုတာ hemoglobin hb percent ပေါ့နော်16ကျော်သွားတာအမှ18လောက်ဆိုရင်နေလို့မကောင်းဟိုအချင်းများများစားရတယ်ကိုလည်းလှုပ်ရှားမှုလို့ချွေးထွက်အောင်လုပ်ရတယ်ပေါ့နော်အဓိကချွေးထွက်မှဖြစ်မယ်ပေါ့နော်အချင်းများများစားရတယ်အဲကျွန်တော်တို့ကြောင့်ဆိုရင်ကျွန်တော်ကတော့သွေးလွှတ်လိုက်တာပဲကျွန်တော်တို့အဲ့လိုမျိုးကြုံတဲ့ချိန်ဝင်လိုက်တာသွေးလွှတ်ရှင်နေဆက်ထားတာအရေးကြီးကျွန်တော်တို့က ab+ ပေါ့နော် လူရင်ပြောကျွန်တော်ဆိုပုံမှန်ဆိုရင်သူကသွေးတလုံးပြေးဖို့ကသူကလေးလာကြတယ်သူကရက်လေးလာဆိုတော့ရက်ပေါင်း130ပေါ့သူသွေးပြေးဖို့ဆိုဒါပေမဲ့မဟုတ်ဘူးကျွန်တော်3လတခါလူတယ်ထုတ်လို့ရတယ်ကျွန်တော်သွေးထုတ်တယ်သွေးလူတယ်ဆိုတာတလုံးမှာ900မယ်ပဲပါတာကျွန်တော်ဆိုရင်သွေးပြည့်တဲ့ခါကျတော့16လောက်ရှိတော့နှလုံးလောက် ထုတ်ပလိုက်လေရတယ်ကျွန်တော်ဆို1လီတာပေါ့ ထုတ်ပလိုက်တယ်ရတယ်သူတို့တော့ထုတ်လို့ရတယ်သူတို့ကဘာမှမဖြစ်ဘူးအေးပြက်အေးမွားရင်တော့ဘာမှမဖြစ်အေးပြက်လို့တော့မရဘူးပေါ့နော်သွေးလူမယ်ဆိုရင်အေးဘွားအေးနောက်ရက်ကိုသွေးသွားလူလိုက်တာကျွန်တော်ဆိုရင်၃လတစ်ခါတော့လူလာတစ်ခါလေကျွန်တော်မှမှတ်တမ်းလည်းမရှိဘူးအဲ့တော့ကျွန်တော်မှတ်တမ်းလည်းသိမ်းမထားဖြစ်ဘူးဘာလို့လဲဆိုတော့ तू က၄လမှတစ်ခါလူဆိုကျွန်တော်မှတ်တမ်းကိုတစ်ခါကပြတော့ဟာ၄လမပြည့်သေးဘူးဆိုတော့အဲ့ကျွန်တော်ကအဲ့မှတ်တမ်းနေမှမပြတော့မဟုတ်ဘူးကျွန်တော်လူနေကြပါညာဆရာဝန်ပဲပါညာဆိုပြီး၃လတစ်ခါကိုဖောက်ပြတယ်၃လတစ်ခါဖောက်ပြလိုက်တာအဲ့နောက်ပိုင်းမှဘာမှမဖြစ်တော့သွေးပြစ်တာလေအဲ့တော့သွေးလူလာကိုလည်း ကုသိုလ်ရတယ်လေကုသိုလ်လည်းရတယ်ကိုလည်းကျမ်းမာရေးကောင်းတယ်ကိုကပိုးနေတာဟိုမှလိုးနေတာလေအဲ့တော့လူပလိုက်တာအကောင်းဆုံးပဲအဲ့တော့သွေးပြစ်တာကတော့ဟုတ်တယ်မကောင်းဘူးလေရွယ်ဖြတ်တတ်တယ်ပေါ့နော်ဒုံတိုင်းဆိုနှာချင်းကိုဒိန်းကိုစောင့်တက်သွားတာတော့အဲ့လိုမျိုးတွေအနေနဲ့များတယ်ကျွန်တော်ဆိုလည်းသွေးပြစ်တယ်ဆိုရင်တော့ကိုလည်းလှောင်ရှောင်မှုရှိရမယ်ချွေးထွက်ရမယ်အချင်းစားရမယ်ဒီကတော့ exercise လုပ်ရမယ်ပေါ့နော်မလုပ်လို့တော့မရဘူးနောက်ဆုံးကျမ်းမာရေးအကြောင်းတွေပြောလေကျွန်တော်ခရိုင်လေနောက်ဆုံးကျတော့နောက်ဆုံးကျတော့ကျမ်းမာရေးကဒါဆို exercise ကအသက်ပဲလीနော် exercise ကလုပ်ကိုလုပ်ရမှာ ်လုပ်လို့မရဘူးဒါကျွန်တော်တို့ကဟိုကြက်မှန်ကြီးကောင်းစားတော့နေထိုင်ဓာတ်စာဆေးဝါးဘာတွေပြောပြောလေ့ကျင့်ခန်းမလုပ်ရင်မရဘူးအဲ့တော့နောက်ဆုံးကျတော့လေ့ကျင့်ခန်းပဲသွားမှာပဲနောက်ဆုံးလမ်းလျှောက်မယ် exercise လုပ်မယ်စိတ်ချမ်းသာအောင်နေမယ်စိတ်ချမ်းသာစိတ်စိတ်ကိုစိတ်ကိုဟွာဖြစ်ရမယ်ဒီကကျမ်းမှာအခုချိန်မှာလူတိုင်းစိတ်မချမ်းပါဘူးကျွန်တော်မန္တလေးကလူတွေပူဆိုးတယ်ချိန်လုံးတို့ကအဲ့လိုမူနောက်မူနောက်ဖြစ်နေတာဘာလို့ဆိုတော့တို့ကဟို ဟိုဒီငလျင်ဒဏ်ကြောင့်မဟုတ်လို့ကွာအဲ့လိုစိတ်ကွာအဲ့လိုချိန်ပြည့်မူးနေတာအမြဲတမ်းလှုပ်တယ်လို့ခံစားနေရတယ်အဲ့တော့အဲ့ချိန်မှာမလုပ်ရမလဲတင်လားလောလောလေးကျွန်တော်ရိုလာကိုစားခုဒီ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 ရှန်ဟိုင်းမှာစီးတဲ့ဟာမျိုးဆိုအဲ့ချိန်မှာစိတ်ကိုဘယ်လိုဖြစ်လဲဆိုတော့ခန္ဓာကိုယ်နဲ့ကတ်နေပူဆိုးတယ်ကျွန်တော်ဆိုကျွန်တော်ဒီသက်ရွယ်နေကွာ40ကျော်မှပြန်စီးဖို့ဆိုတော့တိတ်မစီးချင်ဘူးလို့လာတော့တမီးကအရင်စီးချင်စီးတယ်ဒါပေမဲ့အဲ့ချိန်မှာဘာဖြစ်လဲဆိုတော့စိတ်ကိုရှော့လိုက်တယ်ခန္ဓာကိုယ်ထဲမှာစိတ်ကိုခွာလိုက်တာပေါ့ရုပ်နဲ့စိတ်ကိုခွာထားလိုက်တယ်ရုပ်ကဖြစ်ချင်တာဖြစ်ကွာခန္ဓာကိုယ်ရဖြစ်ချင်တာဖြစ် အဲ့အဲ့မှာစိတ်ကိုတနည်းလွတ်ထားလိုက်တာလွတ်ထားလိုက်တာအဲ့လိုမှနေလို့ရသွားတာဟုတ်ရင်ဒီထဲမှာကွာဒီဟာကိုစီးနေတော့သူငုတ်ပြီးဟောအဲ့လိုကြီးလူကြီးတွေစီးနေကွာအဲ့ချိန်မှာဘာဖြစ်လဲဆိုတော့စိတ်ကရုပ်နဲ့ကတ်နေမရဘူးလေဒီရုပ်ကြီးနောက်ကတ်နေလို့မရဘူးအဲ့တော့ခွာမှရမယ်စိတ်နဲ့ရုပ်နဲ့ခွာပြစ်မှရမယ်အဲအဲ့လိုအဲ့လိုမျိုးလုံနိုင်ရင်တော့ဒီချိန်ကာလမှာတတ်တာလိမ့်မယ်ဗျဒီဒီရုပ်ကတတ်တတ်ထားလိုက်စိတ်ကိုတတ်တတ်ထားလိုက်အဲ့နီးကြီးကျွန်တော်သင်ပေးမယ်ပေါ့နော်